လူထောင်နဲ့ချီတိတ်ဆုံးမှုဖြစ်ခဲ့တဲ့ငလင်လောက်ခတ်ပြီးတဲ့နောက်နိုင်ငံတော်မှာစစ်ကောင်စီကလေကြောင်းအုံပြူတိုက်ခိုက်တာတွေကြောင်းအရက်သား900ကျော်တိတ်ဆုံးခဲ့ရပြီးတော့လူရေတထောင်ကျော်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့စီးရင်တွေကသိရပါတယ်စစ်ကောင်စီတပ်ဟာဒီ3လအတွင်းလေကြောင်းတိုက်ခိုက်မှု662ကြိမ်အထိပြုလုပ်ခဲ့ပြီးတော့တိတ်ဆုံးသူတွေထဲမှာအမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင်အရွယ်မျိုးစုံပါဝင်တယ်လို့ဆိုပါတယ် ူကြကြအနေနဲ့ငလင်တန်းအပြင်းထန်ဆုံးခံစားခဲ့ရတဲ့မန္တလေးတိုင်းနဲ့စကိုင်းတိုင်းတို့ဟာဒီ၃လအတွင်းလေကြောင်းတိုက်ခိုက်မှုအများဆုံးခံခဲ့ရပြီးတော့တေဆုံးမှုဖြစ်စဉ်တွေကလည်းအဲ့ဒီဒေသတွေမှာအများဆုံးဖြစ်ခဲ့ပါတယ်။အချင်းဒေသမှာတော့အဲ့ဒီ၃လအတွင်းလေကြောင်းတိုက်ခိုက်မှု23ကြိမ်အထိရှိခဲ့တယ်လို့ NUG ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပြီးတော့မြေပြင်မှာဒီထက်အကြိမ်များတယ်လို့စီးရီးသတင်းမြစ်တွေကပြောပါတယ်ခင်ဗျာ။